မင်္ဂလာပါရှင်တက်စင်ဟာထိုင်းဘရင်အပေါ်တစ္ဆာဖောက်ခဲ့တာအပါအဝင်နောက်ထပ်တစ္ဆာဖောက်မှုတွေကိုလည်းကျူးလွန်ခဲ့တဲ့အတွက်လူသိရှင်ကြားထုတ်ဖော်မယ်လို့ကမောရီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကချိန်ချောက်လိုက်ပါတယ်တချိန်တုန်းကသွေးတောက်ညက်ကိုရဲ့အဖြစ်ရှိခဲ့တဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်နဝတ်ကသူ့အပေါ်တစ္ဆာဖောက်ခဲ့တယ်လို့လည်းဟွန်ဆန်ကပြောဆိုခဲ့ပါတယ်တခြားသူအပေါ်သူ့ဘက်ကပထမဆုံးစပြီးတစ္ဆာမဖောက်ခြင်းကြောင့်အခုတော့ သူ့ကိုတစ္ဆာဖောက်တယ်လို့လဲခံစားရကြောင်းဒါကြောင့်တက်စင်မိသားစုကသူ့တိုင်းပြည်အပေါ်ဘလို့တစ္ဆာဖောက်ခဲ့ကြောင်းကိုပြန်ပြီးဖော်ထုတ်ချိန်တန်ပြီလို့သူ့ဘက်ကခံစားရကြောင်းကိုဟွန်ဆန်ကပြောပါရယ်ထိုင်းနဲ့ကမ္ဘောဒီးယားပြည်သူနှစ်ဖက်စလုံးကငြိမ်းချမ်းရေးကိုလိုလားကြတဲ့ထိုင်းကမ္ဘောဒီးယားဆက်ဆံရေးနဲ့ပတ်သက်ပြီးဇွန်လ29ရက်မှာ အလင်းအနက်ထားဆွေးနွေးသွားဖို့ရှိတယ်လို့သူကရှင်းပြခဲ့ပါတယ်။ ူကူညီခဲ့တဲ့မိသားစုကဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်းအခုလိုတွေဖြစ်လာလိမ့်မယ်ဆိုတာထင်မှားဘူးလို့လဲသက်စေရဲ့တမိဖြစ်သူထိုင်းဝီဇူကျောက်ပေတုံတန်ရှင်တဝုကိုရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။ဟွန်ဆန်ဟာလက်ရှိအချိန်မှာတော့ကမ္ဘောဒီးယားထက်လွတ်တော်ဥက္ကဋ္ဌနေရာရယူထားပြီးကမ္ဘောဒီးယားနိုင်ငံရေးမှာလဲဩဇာကြီးမားနေတော့မှာ ူနဲ့သက်ဆင်ကြမိသားစုချင်းပါရင်းနှီးတဲ့ဆက်ဆံရေးမျိုးလည်းရှိခဲ့ပါတယ်။ဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်အရေးတင်းမာမှုအပြင်ပေတုံတန်ရှင်နဝွတ်နဲ့ဟွန်ဆန်ကြာအလွတ်တဘော ဖုံးဆက်ပြောဆိုထားတဲ့အတန်ဖိုင်ပေါက်ကြားပြီးနောက်ပိုင်းနှစ်ဖက်ဆက်ဆံရေးတင်းမာလာနေပါတယ်။ ။တသင်းမိသားစုကပြပထွက်ပြေးခဲ့ချိန်မှာလဲဟွန်ဆန်ကကမ္ဘောဒီးယားမှာခုလုံခွင့်ပေးခဲ့မှုပါတယ်။လက်ရှိချိန်မှာတော့နေဆက်အရေးနဲ့ပတ်သက်တဲ့မူဝါဒတွေကိုဘယ်သူကကင်တွယ်နေမှန်းတောင်မသိရတော့ဘူးလို့ဟွန်ဆန်ကဝေဖန်ပြစ်တင်ခဲ့ပါသေးတယ်ရှင်။